နိုင်ငံသားများရဲ့ပို့ဖို့ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးဥပဒေကြံကိုစက်တမလ20ရက်နေ့ကပြည်သူ့လွတ်တော်မှပြင်ဆင်ချက်အချို့နဲ့တည်ပြုခဲ့ပါရယ်နိုင်ငံသားတအုပ်ကိုနောက်အောင်ခံဆောင်စီတာဆက်သွယ်ရေးကြားပြတ်ဖမ်းယူတာတွေပြုလို့ရင်ထောင်နှံ၃နှစ်အထိချမှတ်နိုင်မဲ့အချက်တွေပါဝင်တဲ့အဲ့ဒီဥပဒေကြံကိုပြည်သူ့လွတ်တော်ဥပဒေကြံကော်မတီကနိုင်ငံသားများရဲ့ပို့ဖို့ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးဥပဒေဆိုတဲ့အမည်အစာနိုင်ငံသားများရဲ့ပုပ်ကိုဆိုင်ရာလွတ်လပ်မှုနဲ့ပုပ်ကိုဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးဥပဒေဆိုပြီး ပြင်ဆင်တဲ့အချက်နဲ့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့တာဝန်များစကားရဲ့အစားသက်ဆိုင်ရာဝန်ကြီးဌာနနဲ့တာဝန်ရှိသူများရဲ့တာဝန်များဆိုပြီးပြင်ဆင်တဲ့အချက်တွေအပေါင်းဝင်ပြင်ဆင်ချက်15ချက်တင်သွင်းခဲ့တဲ့အပေါ်ပြည်သူ့လွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ဥပဒေကြမ်းမှာပါတဲ့နိုင်ငံသားတအုပ်ရဲ့ပုံကိုဆိုင်ရာမိသားစုရေးရာကိစ္စများမှာအတ္တမဝင်ရောက်ဆော့ဖက်ခြင်းသို့မဟုတ်လူတအုပ်ရဲ့ဂုဏ်သိက္ခာနဲ့ထင်ပေါ်ကြောကြားမှုကိုပုတ်ခတ်ခြင်းသို့မဟုတ် ထိခိုက်စေဖို့တနည်းနည်းနဲ့ဆောင်ရွက်ခြင်းမပြုရဆိုတဲ့အချက်ကိုတမရော်သားလွှတ်တော်ကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီးမိုးကျော်ဦးကပယ်ဖြတ်ဖို့တင်ပြခဲ့ပြီးဥပဒေကြမ်းကော်မတီကအဆိုပြုပြဋ္ဌာန်းချက်အတိုင်းသာထားဖို့တင်ပြခဲ့တဲ့အပေါ်မဲခွဲဆုံးဖြတ်ခဲ့တာမှာဥပဒေကြမ်းကော်မတီဘက်ကအနိုင်ရခဲ့လို့ရခိုင်အတိုင်းသာထားဖို့အတည်ပြုခဲ့ပါတယ်။ဒါအပြင်တည်ဆဲဥပဒေတရရဲ့မှာအတိအလင်းခွင့်ပြုထားခြင်းမရှိရင်မိသူများနိုင်ငံတော်သမရရဲ့ကြိုတင်ခွင့်ပြုမိသူမဟုတ်ပြည်တော်စုအစိုးရအဖွဲ့ကြုံတွင်ခွင့်ပြုမိမရရှိပဲနိုင်ငံသားတအူးအာလူကုန်ဒိတ်ကာကို ထိခိုက်စေနိုင်တဲ့နောက်အောင်ခံစောင့်ကြည့်ခြင်း ်စုံတောင်းခြင်းစုံစမ်းခြင်းဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်းသို့မဟုတ်ဖမ်းဆီးခြင်းမပြုရဆိုတဲ့ဥပဒေကြမ်းပါအချက်ကိုလည်းပလဲမဲဆန္ဒနဲ့ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဒေါခင်ဆန်းလိုင်ကပယ်ဖျက်ဖို့တင်ပြခဲ့ပြီးတမတော်သားလွတ်တော်ကိုယ်စားလှယ်ဒုတိယပိုမူကြီးမိုးကျော်ဦးကနိုင်ငံတော်သမ္မတရဲ့ကြိုတင်ခွင့်ပြုမိတ်သို့မဟုတ်ပြည်တော်စုအစိုးရအဖွဲ့ရဲ့ကြိုတင်ခွင့်ပြုမိတ်မရရှိပဲဆိုတဲ့နေရာမှာပြည်ရေးဝင်ကြီးဌာနရဲ့ကြိုတင်ခွင့်ပြုမိတ်မရရှိပဲဆိုတဲ့အချက်နဲ့ပြင်ဆင်ဖို့တင်ပြခဲ့ကဥပဒေကြမ်းကော်မတီကတော့မူလဥပဒေကြမ်းပါအဆိုပြုပြဋ္ဌာန်းချက်အတိုင်းသာထားဖို့တင်ပြ ခဲ့ပါတယ်။သူအများရဲ့အသက်အန္တရာယ်ကိုထိခိုက်စေရန်ရည်ရွယ်ပြီးလုံဆောင်မှုတစ်ခုအားဆောင်ရွက်မယ်ဆိုတဲ့သတင်းကိုနိုင်ဤပိုင်းအတွင်းကြိုတင်သတင်းရရှိခဲ့လျင်နိုင်ငံသားများရဲ့လုံခြုံမှုအတွက်ထိုလူပုဂ္ဂိုလ်အားနောက်ခံစောင့်ကြည့်ခြင်းရှာဖွေခြင်းတင်းစီခြင်းဖန်းစီခြင်းများကိုအချိန်နဲ့တပင်းညီဆောင်ရွက်နိုင်ရန်အတွက်ကောင်တွေပေါ်ဆောင်ရွက်မယ်ဖွဲ့စည်းရာသမရရဲ့ကြိုတင်ခွင့်ပြုမိတ်သို့မဟုတ်ပြည်ထောင်စုစိုးရွားဖွဲ့ကြိုတင်ခွင့်ပြုမိတ်တောင်းနေလျင်အချိန်ကျကျမှာဖြစ်တဲ့အတွက် နိုင်ငံသားများရဲ့အသက်အန္တရာယ်တွေထိခိုက်နိုင်တဲ့အခြေအနေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဥတွေပြတန်းချဲရဲ့အားနည်းချက်ကြောင့်ဥတွေရဲ့ရွယ်ချက်ဖြစ်တဲ့နိုင်ငံသားများ၏လွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးနိုင်မှုအားနည်းသွားနိုင်တဲ့အတွက်ဤဥတွေကိုအဓိကတောင်းယူဆောင်ရွက်ရမယ့်ပြည်ထရေးဝန်ကြီးဌာနရဲ့ခွင့်ပြုမိန့်နဲ့ဆောင်ရွက်ပါကပုံမိုထိရောက်လင်းမြန်းစွာစာရွက်နာမည်ဖြစ်သည့်ပြင်ကျွန်တော်၏ပြင်ဆင်ချက်အဆိုအားလွတ်တော်မှအတည်ပြုပေးနိုင်ပါရန်လေးစားစွာတင်ပြပါပါသည် အဲ့ဒီအချက်အပေါ်မဲခွဲဆုံးဖြတ်ရမှာတော့ဥပရေကျန်းကောမဒီရဲ့တင်ပြမှုအပေါ်ထောက်ခံသူများတဲ့အတွက်မူလတင်ခဲ့တဲ့ဥပရေကျန်းမအချက်တိုင်းသာပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့ပါဗါးမူလတင်သွင်းတဲ့ဥပရေကျန်းပေါ်ပြင်ဆင်ခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီးပြည်သူ့လွှတ်တော်ရဲ့သဘောထားရယူခဲ့ရမှာသဘောမတူသူမရှိတဲ့အတွက်နိုင်ငံသားများရဲ့ပုံကိုယ်ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးဥပရေကျန်းကိုပြင်ဆင်ထားတဲ့အပိုက်အပိုက်ခွဲရီအလိုက်ပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။